မင်္ဂလာပါရှင်အင်ပြလန်း channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကြက်ကမှမျက်ဝေတင်ဆက်ပေးသွားချင်တာကတော့ Fever Spring မှာပါရှိတဲ့စစ်အတွင်းပကံသွားဒေါ်လာစောင်းပါဖြစ်ပါတယ်ဒီစောင်းပါကိုရေးသားသူကတော့အယုံဦးဖြစ်ပါတယ်ရှင်ရန်ကုန်ပကံညာဦးခရီးသည်တင်ဘတ်စကားဟာအောင်မင်္ဂလာအဝေးပြေးဝန်းကနေမနက်9:00နာရီခွဲမှာစထွက်ပါတယ် မနက်၈နာရီမထိုးခင်ရန်ကုန်မန္တလေးအမြန်လမ်းအစ0မိုင်ကိုရောက်လာခဲ့ပါတယ်2021အာနာမသိန်းခင်ကတော့0မိုင်နားမှာကားလက်မှတ်အယောင်ဆိုင်တွေစားတောက်ဆိုင်တွေတက္ဆီဂိတ်ဆိုင်ကယ်ကယ်ရီဂိတ်တွေနဲ့စီစီကားကားရှိခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းအဲ့ဒီလမ်းစုံမှာရှိတဲ့ဆိုင်တွေဂိတ်တွေကိုစေအောင်စုကအကုန်ရှင်းထုတ်ပစ်လိုက်ပါတယ် အခုတော့အဲ့ဒီလမ်းစုံမှာစစ်ကောင်စီရဲ့စစ်စေးရေးဂိတ်တွေကိုပုံစံမျိုးစုံတွေ့ကြရပါတယ်။ဂိတ်တွေနားမရောက်ခင်ဘတ်စကားစပယာကခရီးသည်တွေထံကနေမှပုံတင်ကတ်တွေလိုက်တောင်းပါတယ်။ပြီးတော့ဂိတ်ရောက်တဲ့အခါဖုန်းတွေလုံးဝမတုံးကြဘူးကိုလည်းသတိပေးပါတယ်။ရှင်ရဲ့ဝင်ထွက်ပေါက်အနားမှာလဲကျေးဇူးပြု၍စစ်စေးရိတ်ကိတ်များတွင်ဖုန်းမပြောပါနဲ့ ဖုန်းမတုံးမှနဲ့ဆိုတဲ့စာတန်းတစ်ခုကိုအများမြင်တာအောင်ရေးကပ်ထားပါသေးတယ်။ဒီလိုနဲ့ဂိတ်မှာတခြားခရီးသည်ယင်တွေကိုပါတန်းစီဆစ်လိုက်တာ45မိနစ်တနားနေပါကြာသွားပါတယ်။ဂိတ်မှာရှိတဲ့စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေကမပုံတင်ကိုကြည်ပြီးသူတို့မတင်ကားရင်တပ်ဆိုင်သူကိုခေါ်ပါသေးရဲ့။ပြီးတော့ ဘယ်ကလာလဲဘယ်ကိုသွားမှာလဲဘာလုပ်မှာလဲစတဲ့မိကုန်းတွေနဲ့စစ်စေးမေးမြန်းခြင်းခံကြရပါတယ်။ကံကောင်းတယ်ပဲဆိုရမလားမသိကျွန်တော်တို့ကားမှာမတင်ငါလို့စစ်စေးခံရသူတချို့ရှိပေမဲ့ဖမ်းဆီးခံရသူတော့တယောက်မှမရှိခဲ့ပါဘူး။အလုံးစစ်စေးပြီးသွားချိန်ရန်ကုန်မှပကညာဦးသို့သွားမဲ့ဘတ်ကားဟာအမြန်လန်းတိုင်းဆက်ထွက်လာခဲ့ပါတယ်။36မိုင်ရောက်တော့မနက်9နာရီဝန်းကျင်ရှိပါပြီ ုံမှန်ဆိုရင်ရန်ကုန်ကနေမနက်9:00နာရီခွဲထွက်တဲ့ကားဟာ39မိုင်ကို မနက်7:00နာရီခွဲဆိုရောက်ပါတယ်။ဒါ့ပေမဲ့အခုကာလမှာစစ်စေးရေးဂိတ်တွေဖြတ်ရတာမို့အချိန်နောက်ကျပြီးမှရောက်သွားတာပါ။39မိုင်လမ်းခွဲမှာဘတ်ကားပေါ်မှာပါလာတဲ့ခရီးသည်2ယောက်ဆင်းသွားပြီးခရီးသည်အစ်စ်2ယောက်တက်လိုက်လာတာကိုတွေ့ရပါတယ်။အဲ့ဒီလမ်းခွဲကဖျားကြီးဝပကိုးပါဝင် ရန်ကုန်မန္တလေးလမ်းဟောင်းနဲ့ဆက်သွယ်ထားတဲ့မြို့တွေစီကိုသွားလာလို့ရတဲ့လမ်းကွဲတစ်ခုပါ။လမ်းကနေဖြတ်လိုက်လာတဲ့ခရီးသည်အသင်းတစ်ယောက်ကို နေရာချပြီးမှဘတ်စကားဟာအမြန်လမ်းအတိုင်းဆက်ထွက်လာပါရတယ်။83မိုင်နဲ့၄ပါလုံအရောက်မှာတော့ခရီးသည်နှစ်ယောက်သူတို့လူရခရီးရောက်ပြီးမှကားပေါ်ကဆင်းသွားကြပါရတယ်။ရန်ကုန်မန္တလေးအမြန်လမ်းမကြီးအတိုင်းခရီးနေတဲ့အခါလမ်းဘေးဝဲရာမှာ စစ်ကောင်စီရဲကင်းနဲ့ရဲစခန်းတွေကို မကြာခဏဆိုသလိုမြင်တွေ့ရပါတယ်။အဲ့ဒီရဲကင်းနဲ့ရဲစခန်းတွေဟာအမြန်လမ်းမကြီးရဲတပ်ဖွဲ့လက်အောက်မှာရှိတာပါ။မူလရည်ရွယ်ချက်ကရင်းစည်းကမ်းလမ်းစည်းကမ်းကြက်မှတ်ဖို့နဲ့ရင်းမတော်တဆမှုတွေရှိလာရင်ကုညီကယ်ဆယ်ရေးလုပ်ဖို့အဲ့ဒီစခန်းတွေကို နေရာချထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ အနာသိမ့်ပြီးနောက်ပိုင်းစစ်ကောင်စီကຫນွေဥတော်လိုင်းရင်းနဲ့ဆက်နွယ်နေတဲ့ပြည်သူတွေကို ဖိနှိပ်ဖို့အ мян လန်းရဲတပ်ဖွဲ့ကိုနိုင်ငံရေးမှာအတုံးချလာတာကို တွေ့ရပါတယ်။အထူးသဖြင့်ရင်းစစ်လုပ်ငန်းနဲ့ရောပြီးခီးသွွားပြည်သူတွေကိုမတင်ကာမှုနဲ့ဖမ်းဆီးတာ၊ငွေညစ်တာ၊လက်နက်ခဲယမ်းတွေတဲဆောင်လာခြင်းရှိမရှိ စတဲ့လောက်ရက်တွေကိုတွင်တွင်ကျယ်ကျယ်လှုပ်လာပါတယ်။ ဒီအတွက်ရဲကိန်းနဲ့ရဲစခန်းတွေမှာစစ်ကောင်စီတပ်သားတွေကိုပါရဲတွေနဲ့အတူပေါင်းပြီးတောင်းဝန်ချထားလာပါတယ်။စစ်ကောင်စီရဲ့လုပ်ရကြောင်အမြန်လမ်းမှာရှိတဲ့ရဲကိန်းနဲ့စခန်းအချို့ကိုစစ်ရေးပြစ်မှတ်အဖြစ်သတ်မှတ်ပြီးတော်လိုင်းရေးတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်တာတွေလှုပ်လာပါတော့တယ်။အဲ့ဒီအခါမှာစစ်ကောင်စီဟာရဲကိန်းစခန်းတွေကို ရှေ့တန်းစစ်မြေပြင်ကစစ်တပ်ခန့်စစ်စခန်းတွေလိုအသွင်တံရောအနှစ်သာရပါပြောင်းလဲလိုက်ပါတယ်။ပဲခူးယုံမဟာဆိုရင်လက်ရှိစေုပ်စုအာဏာသိမ်းထားတဲ့ကာလမှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေအခိုင်အမာခြေကုပ်ယူထားတဲ့နေရာတွေတဲကတခုပါ။ဒါကြောင့်အမြန်လမ်းမကြီးဘေးဝဲရာမှာရှိတဲ့ရဲကင်းတဲ့စခန်းတွေဟာမကတ်တွေဝချွန်တွေထထိုးထောင်ထောင်ကာယံထားတဲ့ ဝချွန်စခန်းတွေဖြစ်လာပါတော့တယ်။စခန်းအများစုရဲ့ရှေ့မျက်နှာစာမှာလဲသဲအိတ်တွေအထက်ထက်ချထားတဲ့ဘန်ကာတွေအပြင်အုတ်သဲကြောက်တွေအင်္ဂရီတွေနဲ့အခိုင်အမာတိဆောက်ထားတဲ့ဘန်ကာတွေပါရှိနေပါတယ်။အဲ့ဒီဘန်ကာတွေကိုမှရဲတွေကတက်ဖွဲ့စစ်ကောင်စီတပ်သားတွေကတက်ဖွဲ့သူ့အစုနဲ့သူနေရာယူထားတာကိုတွေ့ရပါတယ်။တချို့နေရာတွေမှာဆိုရင်ထပ်တိုးချထားတဲ့ကင်းစခန်းတွေနဲ့ဘန်ကာတွေလည်းရှိနေပါတယ်။ ထတိုးကင်းတဲ့ဘန်ကာတွေဟာအမြန်လန်းကိုတရားအောက်ကနေဖြက်စီးသွားတဲ့ချောင်းတွေမြောင်းတွေထိတ်မှအတွေ့ရများပါတယ်။ရန်ကုန်ဘက်ကနေလာရင်135မိုင်ရေရက်နာဝန်းမရောက်ခင်ကွင်းချောင်းတရားထိတ်ကဘန်ကာဟာအခုနွေဦးတော်လန်ရေးကာလမှာမှအသက်ဆောက်ထားတဲ့ဘန်ကာတစ်ခုပါ။ ကွင်းချောင်းဆိုတာကတော့အလဲယူလို့ခေါ်တဲ့ဘကိုးယုံမဘက်ကနေဖြူးမြုံနယ်ကနေတဆင့်အ мян လမ်းမကြီးကိုဖြတ်တန်းစီးစင်းနေတဲ့ချောင်းတစ်ချောင်းဖြစ်ပါတယ်။အခုဆိုရင်တော့တော်လန်ရေးတက်တွေကအ мян လမ်းပေါ်အထိနယ်မြေစိုးမိုးဖို့ကြိုးစားလာကြသလိုတိုက်ပွဲတွေကလည်းအ мян လမ်းတစ်လျှောက်ကမန္တလေးတိုင်းဘကိုးတိုင်းတွေမှာပိုဖြစ်လာပါတယ်။လမ်းပိုင်းတစ်ခုလုံးကိုကြည့်ရင် အရင်ကရှိနှစ်တာရောအခုထပ်တိုးတာပါအပါအဝင်စစ်ကောင်စီရဲကင်းတဲ့ရဲစခန်းတွေကို အနည်းဆုံး၃မိုင်နဲ့အဝေးဆုံး၅မိုင်ကြားတစ်ကြိမ်လောက်တွေ့ရပါတယ်။135မိုင်နာကဖြူလန်းကွဲလိုလမ်းဆောင်ရှိတဲ့နေရာတွေဆိုရင်တော့ကင်းတဲနဲ့ဘန်ကာတွေကို ခက်စိတ်စိတ်တွေ့ရပြီးရဲနဲ့စစ်သားလည်းအင်အားပိုများလာတာတွေ့ရပါတယ်။ ကျွန်တော်ဟာဖြက်ကနေဖြက်ကနေကြော်လွန်လာတဲ့မိုင်းတိုင်တွေနဲ့ရဲကင်းစခန်းတွေကိုရေတွက်မှတ်သားရင်နောက်ဘက်ခုံမှ ကလေးငယ်တဦးရဲ့အော်ငိုတန်ကိုလည်းကြားနေရပါတယ်။ကလေးလေးကယောက်ျားလေးပါ။မွေးကင်းစအရွယ်ဖြစ်ပြီး6လသားသာရှိသေးတယ်လို့သူ့ဘွားအေကပြောပြပါတယ်။လမ်းတစ်လျှောက်အထိကလေးကမကြခဏအော်အော်ပြီးတော့ငိုပါတယ်။အဲ့ဒါနဲ့ပွေ့ချီထားတဲ့အမျိုးသမီးငယ်ပန်းငဲ့ဆောင်ကြည့်ရင် စိတ်ထဲကနေကလေးတလောက်ငိုနေတာနုံမတိုက်ဘူးလားဆိုပြီးပြစ်တင်လိုက်မိပါသေးတယ်။နောက်တော့မှမိမပြိုလေးဟာကလေးရဲ့အမိခင်မဟုတ်ပဲအတော်ဖြစ်သူဆိုတာသိရပါဗျ။အဲ့ဒီအခါမှာဩဒါကြောင့်ကိုလို့ရေးတွက်ရင်ဂယုနာတတ်သွားပါတယ်။နှုတ်စာတော့စိတ်ညစ်သွားတာလို့သူ့မြေခဏခဏအောင်ငိုနေတာကိုဘွားရည်ဖြစ်သူကမှတ်ချက်ပေးပါဗျ။ ွားရည်နဲ့အတော်ဖြစ်သူက6လသားကလေးကိုမိခင်နဲ့ခွဲပြီးဒေသဖြစ်တဲ့ကြောက်ပတောင်းမြို့စီကိုပြန်ခေါ်လာခဲ့တာပါ ကလေးရဲ့မိခင်ရောဖခင်တို့ကရန်ကုန်မှာစက်ယုံဆင်းပြီးကြံနေရစ်ခဲ့ကြပါတယ်တနည်းဆိုရရင်တော့နယ်ကနေမြို့တက်ပြီးအလုပ်လုပ်ကြတဲ့ပြည်တွင်းရွှေ့ပြောင်းလုံသားတွေပဲဖြစ်ပါတယ် ဒီဖြစ်ရက်မှာကားပေါ်ပါလာတဲ့ကလေးကငိုရတာမဟုတ်ပဲမိခင်ဖြစ်သူကလည်းမျက်ရည်လဲရွှဲကြံ့ရင့်တဲ့အကြောင်းကလေးရဲ့ဘွားကြီးကရင်ဖွင့်ပါတယ်ပြီးတော့ညာဦးပိုင်းကလေးကသူ့သမီးပြောခဲ့တဲ့စကားတုံးကို အခုလိုပြန်ပြောပြပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတိုင်းပြည်ဗပောင်းစုံရွရွင်းစီးပွားပြတ်နေတာမို့အလောက်ကိုင်းတွေရှားပါးလာတာကြောင့် ပြည်သူတွေဟာအလောက်တစ်ခုရထားရင်တတ်နိုင်သမျှကုတ်တွယ်လုံနေကြရတာမို့ဒီကလေးလေးရဲ့မိဘတွေလိုအလွယ်တကူမစွန့်နိုင်ကြပါဘူးမနက်အစောကြီးထနှောက်မဆက်ရင်တမျိုးထင်မနေနဲ့တမီးကိုလည်းနှောက်မဆက်နဲ့ကြူပြောထားတာတဲ့လေ135မိုင်ရင်ရနာစခန်းရောက်လို့နှုတ်ဖြော်တိုက်ပြီးသွားတဲ့အခါကလေးငယ်ဟာလမ်းကြီးမှာတိတ်မငိုတော့ပါဘူးဘိုက်ပြေသွားလို့ထင်ပါရဲ့ ိတ်တဝက်နိုးတဝက်နဲ့ပဲတစ်ချက်တစ်ချက်ဝူးဝူးဝါးဝါးအပံတွေပေးပြီးလိုက်ပါလာပါတော့တယ်။ကားရက်ထမင်းစားနားချိန်စိုင်ဝန်တန်းမင်းကလေးငယ်တယောက်ထံကိုအစားအသောက်ဈေးနှုန်းတွေမေးကြည့်မိပါတယ်။အသားဟိတ်တမျိုးနဲ့ထမင်းဝစားရင်7000တဲ့။ချမောင်ကျော်လိုအရန်ဟင်းတစ်ခွက်ပါမယ်။ဟင်းကြိုတစ်ခွက်နဲ့ငပိရီတို့စရာပါမယ်။ဒါကအဝစား။ Now လဖက်ထမင်းချက်ဥကြုံနဲ့ဆိုရင်4500ချက် ဘက်ထမင်းစီစံက3500ကျပ်လက်ဖက်ရည်တစ်ခွက်2900ကျပ်တဲ့ဈေးတွေကတော့အစားစားပါပဲကျွန်တော်ကတော့ဘက်ထမင်းစီစံချက်ဥကြောင့်နဲ့စားပြီးလက်ဖက်ရည်တစ်ခွက်မာတောက်ဖြစ်ပါတယ်စားတောက်ပြီးသွားတဲ့အခါရှစ်ခရီးဆက်ဖို့ဘတ်စကားပေါ်ပြန်တက်လိုက်လာခဲ့ပါတယ်ကားဆရာကလည်းရှင်မောင်းကုံမှာဝင်ထိုင်ပြီးစက်နိုးထားပါပြီ။ရှင်ကူတယောက်ကခရီးတဲ့ဆုံမဆုံကို ကားပေါ်လူးလာခောက်တုံလိုက်စစ်နေပါတယ်။ကြံရင်ကူတယောက်ကတော့တက်မလာသေးပဲရှေ့ပြားထောက်ထောက်ပြီးစိုင်ဘက်ကိုလှမ်းမြော်ကြည့်နေပါတယ်။ပြီးတော့သူကလက်ဖက်ရည်ဘူးလားမပေးတော့ဘူးလားမသိလို့ရှင်မောင်းတံကိုလှမ်းပြောတံကြားရပါတယ်။တဆက်သေးမှာပဲဒီကောင်တွေကျွန်တော်တို့ကားတဲ့တိန်းကျော်ရမှာလို့အဲ့ဒီရင်ကူကစက်ပြောပါသေးတယ်။သူ့ပြောပေါ့ရ ဒီလောက်ရတာတော့ငါတို့ကိုလက်ဖက်ရည်မတိုက်ဘူးဆိုတဲ့ဟန်မျိုးဖြစ်ပါတယ်။ဂျင်ကိုရဲ့စကားကိုကြားတော့ကားဆရာကတော့မယ်ကွာစောင့်မနေနဲ့တော့လို့ပြောလဲပြောကားကိုလည်းခက်မှန်မှန်မောင်းထွက်လိုက်ပါတယ်။193မိုင်နာရောက်လာတဲ့အခါအမျိုးသမီးတူမှတ်တိုင်မှာဆင်းဖို့ပြင်ဆင်နေတာကိုသတိထားမိပါတယ်။သူကအသက်50ဝန်းကျင်အဝယ်စားတွေကအနှဲငယ်နွမ်းနေပြီး အကွက်အစင်တိတ်မပေါ်ချင်တော့ပါဘူးမှတ်တမ်းမရောက်ခင် လာကြုံမဲ့သူကို ဖုန်းဆက်ပါတယ်အဲ့ဒီအခါတစ်ဖက်ကအတန်ကိုကြားရအောင်ဖုန်းစပီကာဖွင့်ထားဟန်တူပါတယ်အမျိုးသားတယောက်ဟိုဟိုဒီဒီပြန်ပြောနေတယ်လဲကြားနေရပါတယ်ပြီးတော့သူကဒီဘက်ကနေအော်အော်ပြီးတော့ပြောပါတယ်မောင်ထွက်လာခဲ့တော့လေပတ်စံရောတွေ့လားပတ်စံနဲ့တွေ့ကြရတာ ခရီးစရိတ်ပဲပြက်လာလို့လားလမ်းမှာတခုခုဝင်ဝင်စရာရှိတာပဲလားတအပ်တော့မပြောနိုင်ပါကားရက်တော့နောက်ဘက်ခုံတန်းတွေကနေကြွကြွအိတ်အမဲအကြီးတလုံးဆွဲထွက်လာပြီးကားပေါ်ကနေဆင်းသွားပါတော့တယ်အဲ့ဒီအမျိုးသမီးဥတီသွားနေတဲ့ဘက်ကိုလှမ်းကြည့်လိုက်တော့စက်မှုဝင်ကြီးဌာနပါကရစက်မှုနယ်မြေလို့အနည်းအောင် အောက်ခံမှာဆေးအဖြူနဲ့ရေးထားတဲ့ဆိုင်းဘုတ်တစ်ခုကိုတွေ့ရပါတယ် ဆိုင်ပုတ်ရှိရာကုန်းမှုမှုကိုခြံဝန်းခတ်ထားပြီးကင်းတဲလူလူဘန်ကာလူလူအဆောက်အုံငယ်တချို့ရှိနေပါတယ်။တာကရဆက်မှုနယ်မြေဆိုတာကစစ်ကောင်စီရဲ့ဆက်လက်နက်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံကပါစတရှိတဲ့နေရာတစ်ခုပါ။ကျွန်တော်ဆေးလာတဲ့ရန်ကုန်မကန်ညာဦးအဝေးပြေးဘတ်စကားဟာမိုင်းတိုင်တွေစစ်စဲရေးဂိတ်တွေတစ်ခုပြီးတစ်ခုကျော်လွန်လာပြီးတဲ့နောက်အမြန်လမ်း285မိုင်ကိုရောက်လာပါတော့တယ်။ ဲ့ဒီအခါကားကိုအမြန်လန်းကနေတဆင့်မိတီလာကြောက်ပရောင်းလမ်းခွဲဘက်ချိုးကွေ့မောင်းနေရပါတော့တယ်။ပြောမယ်ဆိုရင်တော့အမြန်လန်းအသုံးပြုမှုကဒီမှာတင်နိုင်ထိတန်သွားခဲ့ပါပြီ။မိတီလာကြောက်ပရောင်းလမ်းတိုင်းလာတဲ့အခါအမြန်လမ်းမှာမတွေ့ရတဲ့ကျေးလက်လူမှုဘဝတွေကိုနီနီကက်ကက်မြင်တွေ့ခွင့်ရလာပါတယ်။ကားက ဒီလမ်းပိုင်းမှာခက်မှန်မှန်သာမောင်းနေနိုင်ပါတယ်။လမ်းအခြေအနေနဲ့ရင်အသွာလာတွေကြောင့်အ мян လမ်းမှာလို့အ мян ပေါင်းဖို့မလွယ်လှပါဘူး။ဒီတော့ကျွန်တော်ဖို့ရာကျေးလက်ရှုခင်းတွေကိုတဝါကြီးခန်းစားဖို့အခွင့်ပူတာသွားပါတယ်။ဘတ်စကားကကျေးရွာတွေကို ဖြတ်လိုက်တောင်ယာစိုက်ခင်းတွေကို ဖြတ်လိုက်နဲ့တရွေ့ရွေ့ခရီးနေနေပါတယ်။ရွာတွေကိုဖြတ်တန်းမောင်းသွားတဲ့အခါ ဆောက်လက်ဆအိုးအိမ်တို့လိုတန်းလန်းတွေကိုရွာတိုင်းလူလူမှာတွေ့မြင်ရတာသတိပြုမိပါတယ်။တချို့ကနှစ်ထပ်အိမ်ပုံစံမှာတစ်ထပ်အထိအကျန်းတည်းလှုပ်ပြီးပေမဲ့အပေါ်တက်ကိုဆက်မလှုပ်ဘဲရနားထားပါတယ်။တချို့ကတော့တစ်ထပ်ကိုပဲအုံမြင့်ချတိုင်တူတဲ့အဆင့်ထိပြီးသွားပေမဲ့အကရံမရှိပဲဟာလာဟင်းလင်းပဲရှိပါသေးတယ်။ ဒီလိုလုပ်ငန်းမပြီးပဲရထားရတဲ့အိုးအိမ်တွေကိုအမြလန်းနဲ့ကက်လျက်တီးကုန်းရွာကနေစပြီးခင်မဲမုံတိုင်းလဲတော်တရက်ချံစတဲ့မိတီလာမြို့နယ်တွေကရွာစိန်တွေမှာဂျိုကြားဂျိုကြားတွေ့ခဲ့ရတာပါကြောက်ပရောင်းနယ်တွေရောက်တော့လဲလက်ပံပြတဲပင်တဲနဲ့မြိုင်းတရရွာတကျော်အထိအဲ့ဒီလိုအိုးအိမ်တချို့ကိုမြင်တွေ့ခဲ့ရပါတယ်အထက်အိမ်တချို့ဆိုရင်အပေါ်တက်ကိုဆက်မဆောက်ပဲ အောက်ထပ်ကိုစေးတုပ်အချောကင်ပြီးစိုင်ဖွဲ့နာ လူနေတိုက်ခန်းအဖြစ်ပြင်ဆင်ထားတာတွေရှိပါတယ်။သူတို့ဘာကြောင့်ဆက်မဆောက်ကြတာလဲ။တခါတည်းပြီးအောင်ငွေကြေးမတက်နိုင်လို့တနစ်နဲ့နဲ့စောင့်နေကြတာလား။စောက်စဲတန်းလန်းမြင့်တက်လာတဲ့အရရက်ဈေးနှုန်းတွေကြောင့်ရထားလိုက်တာလား။အတွေးပွားခြင်းစရာပါ။ကျွန်တော်အဖို့အရာကာယကံရှင်တွေထံကိုယ်တိုင်မေးခွင့်မတားလို့ဘာမှတိတိပပမသိခဲ့ရပါဘူး။ ရွာအပြင်ထွက်လို့တောတောင်ရာကိန်းတွေကိုဖြတ်တန်းရမှာတော့ပဲစင်းငုံကိန်းတွေကို အများကြီးတွေ့ရပါတယ်မိတီလာကြောက်ပရောင်းလန်းကနေပကံရှိဟောင်းရင်ကျေးမှုနည်းမြေမြောင်ဦးမြို့အထိဘေးဝဲရာမှာပဲစင်းငုံကိန်းတွေ တွေ့မြင်နိုင်ပါတယ်တချို့ရိတ်သိမ်းနေပြီဖြစ်ပေမဲ့စိုက်ကင်းအများစုက မရိတ်သိမ်းရသေးပါဘူးအဲ့ဒီဒေသတွေမှာနွားစာအဖြစ်သုံးတဲ့နှံစားပြောင်းကိန်းတွေနဲ့ နေကြခင်တချို့ကိုတော့ကြိုကြားဆိုသလိုတွေ့မြင်ရပါတယ်။ဆိုခဲ့ပါစိုက်ကင်းတွေဟာစတင်ရိတ်သိမ်းလာကြပြီဖြစ်လို့ဇန်နဝါရီလကုန်လောက်ဆိုရင်တော့မြင်တွေ့ရဖို့တိတ်ပြီးမသေးကြတော့ပါဘူး။တောင်ယာစိုက်ကင်းတွေကိုလွန်လာတော့လမ်းတလျှောက်တောင်တန်းတောင်ဆွေတွေပူထူထက်လာပါတယ်။တောင်များစုဟာတဘာဝပေါက်ပင် ကျို့တို့ကျဲထဲမှာကြောက်သားနယံဝါကြံကြံနဲ့ဖွေးဖြူဖြူအစင်းတရံတွေကိုအတိုင်းအတာမြင်နေရပါတယ်။ တဆက်ထဲမှာတော့လမ်းကြီးတောင်ကြီးတွေနားမှာကြောက်ခွဲဆက်လုပ်ငန်းတွေလုပ်ကင်ကြတာကိုတွေ့ရပါတယ်။ဒါပေမဲ့ခွဲဆက်ထိုင်ထားတဲ့နေရာတိုင်းလုပ်ငန်းလေပတ်နေတာမျိုးတော့မဟုတ်ပါဘူး။တချို့ဆက်တွေသာလဲပြီးအများစုလုပ်ငန်းတွေရန်နာထားကြပါတယ်။အဲ့ဒါနဲ့ရက်သွားတဲ့လုပ်ငန်းအကြောင်းသိရဖို့လမ်းခုလက်ကနေကျွန်တော်ကားပေါ်တက်လိုက်လာတဲ့မြိုင်းသားရွာကန်တအူးကိုမေးမြန်းကြည့်ပါရစေ။ အဲ့ဒီအခါမှာတော့သူကတချို့ရက်ထားတာကြပြီဘာကြောင့်လဲတော့အသေးချာမသိရဘူးလို့ပြန်ပြောပြပါတယ်တစ္ဆက်သေးမှာသူကအခုလို့ထင်မြင်ချက်ပေးပါတယ်အလုပ်တွေသိမကောင်းလို့နေမှာအဲ့ဒီဒေတာကန်ရဲ့နေရဖြစ်တဲ့မြိုင်းသားရရွာနောက်ဘက်ကကြောက်နေတောင်ဟာကြောက်ပောင်းမြို့မဝင်ခင်လမ်းကလေးတောင်တွေထဲမှာအမြင့်မားဆုံးတောင်တစ်လုံးပါသူပြောပုံအရတော့အဲ့ဒီတောင်ကနေ မိခတ်ကြောက်တနည်းအားဖြင့်လမ်းခင်းကြောက်တစ်မျိုး အများဆုံးထွက်တယ်လို့သိရပါတယ်။ကြောက်ခွဲဆက်လုပ်ငန်းတွေကိုလက်ပံပြားဒီဘက်တဲပင်ရွာကနေညောင်ဦးဘက်အထွက်လမ်းပိုင်းမှာစိန်ပန်းကိုညောင်ပင်ဝိုင်းစတဲ့ကျေးရွာတွေအထိဟိုနားတစုဒီနားတစုတွေ့ရပါတယ်။ဖုန်တတော်တော်အတန်တကြိမ်ကြိမ်နဲ့လုပ်ငန်းလေပတ်နေတဲ့စက်ဝန်းတွေရှိသလို့ တချို့ကတော့ခြုံရွယ်တွေဖုံးအုပ်နေပြီဖြစ်ပါတယ်။အလုတ်သမားတွေစခန်းကျခဲ့ဟန်တူတဲ့တဲငယ်ကလေးတွေကလည်းအမိုးကလန်နာလန်ဂျန်ရွေတာရွေနဲ့ဖယိုဖယဲဖြစ်နေကြပါပြီ။ကျွန်တော်အဖို့ရာရန်ကုန်ပကံညာဦးခရီးစဉ်ကနေ့တော်ကြမှထွက်လာဖြစ်တဲ့ခရီးရှည်တစ်ခုပါ။ဒါကြောင့်တွေ့မြင်ကြားသိသမျှအစမ်းလူကြီးဖြစ်နေပါဗျ။ ဲ့ဒီအသက်အစမ်းတွေတဲ့အမြန်လမ်းမိုင်းတိုင်းနေရာမှာကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တစ်ခုကကျွန်တော်တို့ခရီးသည်အားလုံးကို ထိတ်လန့်စေတဲ့အထိပါပဲမိုင်းနေရာဆိုတာအများသိပြီးတဲ့အတိုင်းစစ်ကောင်စီရုံးဆိုင်ရာ နေပြည်တော်ဝင်ထွက်ပေါက်တွေတဲကလမ်းခွဲတစ်ခုပါအဲ့ဒီနေရာမှာလမ်းကြီးကောက်တဲ့တိုးဂိတ်တစ်ခုလည်းရှိပါတယ်အခုကာလထပ်တိုးလာတာကပွားထနေတဲ့ဘန်ကာတွေ ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတဲ့ရှင်တန်းယူနီဖောင်းဝတ်တဲ့ရဲရိုးရိုးရဲယူနီဖောင်းနဲ့ပဝါအနီပတ်ထားတဲ့ရဲပျောက်ကြားယူနီဖောင်းဝတ်တဲ့စစ်သားပုံစံမျိုးစုံရှိနေပါတယ်။တိုးဂိတ်ကထွက်ထွက်ချင်းရင်ကူတယောက်ခရီးတဲ့မှတ်တမ်းစာရွက်ကင်ပြီးကားပေါ်ကနေဆင်းသွားပါတယ်။သူကလက်ထဲကစာရွက်ရဲရေတံဘူးတဘူးရဲ့ ငွေတချို့ကိုပါရောကြိုင်ပြီးဘန်ကာတဲကရဲတွေစီကိုကမ်းပေးလိုက်ပါတယ်။ပုံမှန်ဆိုအတိလိုဝင်ပေးပြီးတအောင်ကြရင်လိမ့်တယ်ဆိုယုံမောင်းနေတဲ့ကားပေါ်ကိုအပြေးတစ်ပိုင်းနဲ့တွေ့တက်နေကြပါ။အခုဒီချိန်မှာတော့အတိလိုမဟုတ်ပါဘူး။ဘန်ကာတဲရှိနေတဲ့သူတွေရဲ့စစ်စေးမင်းများမှုကိုမိနစ်အနည်းငယ်ကြာအောင်ပြန်ဖြေနေရတာသတိထားမိပါတယ်ခဏကြာလို့ရင်အကူလှည့်ပြန်လာတာတွေ့ရတဲ့အခါ အဆင်ပြေသွားပြီထင်တယ်လို့တကူတဲ့ရေရွတ်လိုက်မိပါတယ်။တကယ်ကမပြေသေးဘူးဆိုတာကိုဘန်ကာနားကအရက်ဝတ်တယောက်ရဲ့အော်တန်ကိုကြားမှသိလိုက်ရပါတယ်။ကားကိုဘေးချလိုက်ဘေးချလိုက်လို့အဲ့ဒီအရက်ဝတ်ကကျွန်တော်တို့ရင်မောင်းကိုလှမ်းပြီးအမိန်ပေးပါတယ်။ဒီအထိကားကိုဘာကြောင့်လှမ်းပေးချရက်ခိုင်းလဲကျွန်တော်တို့မသိရသေးပါဘူး။စိတ်ထဲကတော့ ဘာမှမဖြစ်ပါစေနဲ့ဘာမှမဖြစ်ပါစေနဲ့လို့ထက်ခါထက်ခါဆူတောင်းနေမိပါတယ်။နောက်တော့ကားပေါ်တက်လာတဲ့စက်ပြင်းနဲ့ရင်မောင်းတို့အပြန်အလှန်ပြောနေတဲ့အံကိုကြားရမှတော်ပါသေးရဲ့လို့တွေးတာဟင်းချနိုင်ပါတော့တယ်။အမှန်ကကျွန်တော်တို့ကားကိုမတင်ကောင်းမှုတစ်ခုခုရှိလို့ရက်တန့်စစ်ဆေးတာမျိုးမဟုတ်ပါဘူး။အမြန်လန်းရဲကအဝေးပြေးဘတ်စကားတွေမှာတက်ပေးထားတဲ့ မြန်နှုံးအချက်ပြဆက်အလုံးမလုတာကြောင့်စက်ခံရတာပါ။ဒါကြောင့်ဆက်ဟောင်းကိုဖယ်ပြီးဆက်အစ်စ်လဲတက်နေလိုက်တာတနားကြီးကြော်ပါတယ်။အဲ့ဒီအချိန်ခရီးသည်အားလုံးကဆက်သက်ထားတဲ့မှလုံဘတ်စကားကြီးပေါ်မှာမလုံမရှက်ငြိမ်သက်နေကြရတာပါ။တာမန်ဆိုအဲ့ဒီအချိန်တွင်ကားပေါ်ကဆင်းပြီးလွတ်လွတ်လပ်လပ်ခြေလက်ဆန့်အပေါ့ပါးသွားနဲ့ တက်တောင်းတက်တာနားနေနိုင်ကြရမှာပါ အခုဖြစ်တော့ဟိန်ဟောင်းချင်းချောက်လက်နက်ပြဘိုကြတတ်သူတွေမျိုးစုံရှိနေတော့ဘယ်ခရီးတွေမှမလုရဲကြပါဘူးဒီတော့တောင်ဝန်အရာဆိုတဲ့မြမစကားရဲ့အနက်ကျေလာပုံကိုနှဖူးတွေဒူးတွေနားလေခန်းစားလိုက်ရပါတယ်။ဒါကိုကြည့်ပြီးမိုင်300ကျော်400နီးပါးရှိတဲ့ခရီးရှည်တစ်ခုမှာ ဒီလောက်လေးကြုံရတာများလို့အတွေးမဆော့လိုက်ပါနဲ့။ရှစ်ခရီးမှာဘလို့တောင်းဝန်ရတွေစက်ကြုံရမလဲဆိုတာဖောက်တဲ့ချပါရစေ။မနက်9နာရီခွဲကစပြီးရန်ကုန်ကထွက်လာတဲ့ကျွန်တော်တို့ကားဟာညနေ4နာရီခွဲမှကြောက်ပရောင်နတ်မောက်မလိုင်လန်းစုံကိုရောက်ပါတယ်။ထုံးစံအတိုင်းအဲ့ဒီလန်းစုံမှာစစ်ကောင်စီရဲ့စစ်စေးရေးဂိတ်တစ်ခုရှိနေပါတယ်။ အခုရောက်နေတဲ့လမ်းဆောင်ဂိတ်ကကျွန်တော်တို့ဖြတ်ခဲ့မှုတဲ့စစ်စေးရေးဂိတ်တွေထက်တမှုစမ်းတယ်ဆိုတာစစ်စေးခံရမှုအပြီးမှာသိလိုက်ရပါတယ်ဘလို့စမ်းတယ်လဲဆို မပုံတင်ပြရမယ်ဆိုလို့ခီးတဲ့တိုင်းကိုစီထုတ်ပြကြရပါတယ်စစ်တဲ့ငနေတွေကမပုံတင်ကတ်ကိုဟိုလန်ဒီလောတတ်တုတ်ရိုက်ကြည့်ပြီးတချို့ကိုထောက်ခံစာပါလာစစ်မေးပါတယ်ပါသူကပြလိုက်ပါတယ်မပါသူတွေမပြနိုင်ဘူးဒီတွေမပြီးသေးပါဘူး စမကပါလာဆိုပြီးထည့်ပြန်ပါတယ်။ဒီခါမှလည်းပါသူကထုတ်ပြပြီးမပါသူတွေထုတ်မပြနိုင်ပြန်ပါဘူး။နောက်ဆုံးမှာတော့ဂိတ်ကငနေတွေကစပယာလက်ထဲကိုမပုံတင်တချို့ပြန်ထက်ပေးလိုက်ပြီးတက်ဆိုင်နဲ့ခရီးတယ်တွေထံကိုငွေကောက်ခိုင်းมาတော့တယ်။ဒါကြောင့်စပယာကကားပေါ်ပြေးတက်လာပြီးလက်ထဲကင်ထားတဲ့ကပ်ပိုင်ရှင်တွေရဲ့အမိတွေကိုတခုချင်းဖတ်ပြပါရတယ်။ တစ်ဆက်တည်းမှာပဲသူကတယောက်ကိုငွေ3000တန်ကြီးပေးဆောင်ရမယ်အသင်ထုတ်ပေးတာပါလို့အားလုံးကြားနိုင်အောင်ဩပြောပါတယ်ပြီးတော့နမဲစရင်တဲမှာပါတဲ့ခရီးတဲ့တွေထံကနေပြီးတော့ငွေ3000စီလိုက်ောက်ပြီးဂိတ်ကငနဲတွေလက်ထဲကိုထည့်ပေးလိုက်မှရှိတ်ကိုခရီးဆက်ခွင့်ရကြပါတော့တယ်တမှုစမ်းပုံဆိုတာအဲ့ဒီလိုပါ ချက်ကောင်စီဂိတ်ဆောင်တွေရဲ့ခရီးသွားပြည်သူတွေပေါ်လောက်ရက်ကိုကျွန်တော်တို့စီးလာတဲ့ဘတ်စကားဆရာကအခုလိုမှတ်ချက်ပေးပါတယ်။ဒီကောင်တွေလောက်ပုံကကြံကိုဆက်သေးထက်ကြိတ်တယ်လို့ပဲ။မွေးကိုထွက်မလာလာအောင်လုပ်နေတာ။လမ်းဆောင်ဂိတ်ကထွက်လာပြီးအတန်ကြာမောင်းနေလာတဲ့အခါမှာတော့ကြောက်ပရောင်းမြုပ်အဝင်ဂိတ်ကိုရောက်လာပါတယ်။ဒီဂိတ်မှာလဲလမ်းဆောင်ဂိတ်လို့ ခရီးသည်တွေမျိုးစုံအရစ်ခံကြရပါတယ်။ရစ်လို့ဝါသွားကမှဂိတ်ကငနဲတွေရဲ့လက်သုံးစကားတောင်ဝန်အရာဆိုတဲ့ခေါင်းစဉ်အောက်ကနေတန်ကျေးအဖြစ်သတ်မှတ်ခံရတဲ့ငွေ၃00ကျပ်ကိုတချို့ခရီးသည်တွေ ပေးဆောင်ကြရပြန်ပါတယ်။ကြပရောင်းမြို့အဝင်ဂိတ်ဟာလမ်းဆောင်နားကဂိတ်ထက်တိုက်အင်အားပိုများပြီးကင်းတန်းတဲ့ဘန်ကာတွေပိုများတာကိုလည်းသတိထားမိပါတယ်။ ဂိတ်ချထားတဲ့လမ်းရဲ့တစ်ဖက်တစ်ချက်စီမှာမျော်စင်ကင်းတဲ့နှလုံးမျော်စင်ရဲ့အခြေနဲ့ကလျက်မှာတော့ဘန်ကာတစ်ခုစီအဲ့ဒီဘန်ကာတွေနဲ့တွဲလျက်လမ်းရဲ့ဘယ်ညာနှစ်ဖက်လမ်းသွားပေါ်မှာနောက်ထပ်ဘန်ကာနှစ်ခုအဲ့ဒီဘန်ကာနှစ်ခုစလုံးမှာဆက်သနဲ့အကြီးထိုင်တဲ့ဆင်တစ်ခုစီတက်ဆင်ထားတာတွေ့ရပါတယ်မြို့ရင်းကနေညာဦးဘက်ထွက်လာတော့ ဘဲညာတချမ်းကိုနှစ်ယောက်တွဲခုံစက်တတန်းပါတဲ့ဘတ်စကားကြီးပေါ်မှာတနော်ပါဝင်ခရီးတဲ့6ယောက်ပဲခြံမာတော့တယ်။ခြံခရီးတွေကတော့သူတို့လူရခရီးကိုရောက်ကြပြီမို့လို့ပန်းတိုင်အသီးသီးမှာစင်းကြံရစ်ခဲ့ပါဗါတယ်။အဲ့ဒီခရီးတွေထဲမှာလမ်းတစ်လျှောက်မကြာခဏအောင်ကိုတက်တဲ့6လသားလေးနဲ့မြေးဖွားတက်တိုက်လဲပါပါတယ်။သူတို့မြေးဖွားက ကြော်ရောင်းမြို့လေပုတ်ကလေးကဘန်းတွင်ရှိကကားမတ်တိုင်မှာဆင်းသွားခဲ့ပါတယ်။ခရီးတဲ့6ယောက်သာပါတဲ့ကျွန်တော်တို့ကားကဖြည်းဖြည်းမှန်မှန်မောင်းနေလာရင်ညဦးမြို့ဝင်တိုးဂိတ်နဲ့ဆစ်စရီဂိတ်ကိုည6နာရီ20မိနစ်လောက်မှရောက်ပါတယ်။ခရီးတဲ့2ယောက်လမ်းမှာထပ်ဆင်းသွားလို့ဂိတ်ရောက်ခါနေမှာ4ယောက်သာကြာမှာတော့တယ်။ကျွန်တော်တို့စီးလာတဲ့ဘတ်ကားနဲ့ကွန်မြူနတီဘတ်ကားတစ်စီးကရန်ကုန်ပြန်မဲ့ခရီးတဲ့တွေနဲ့အတူ လမ်းခုလက်တင်ပြက်နေတာကြောင့်ပါဒီတော့ကျွန်တော်တို့ကိုကားပြောင်းပေးပြီးခုမှညောင်ဦးဝင်တဲ့ဘတ်စကားကပြတ်တဲ့ကားပေါ်ကခရီးတွေတွေကို ပြန်ပြောင်းတင်ရန်ကုန်ကိုပြန်ပြီးခရီးဆက်ရမှာတဲ့အခုမှတော့မတက်နိုင်ဘူးဖြစ်သမျှအကြောင်းအကောင်းပဲလို့တွေးပြီးကျွန်တော်တို့လေးယောက်သာတိုးကိန်နာ အထုပ်ကိုစီနဲ့လာကြုံမဲ့ကားလာကိုရောင်းချချရက်ဆောင်နေရပါတော့တယ် ိတ်ကြကြမဆောင်လိုက်ရလို့တော်ပါသေးရဲ့။နှုတ်မဟုတ်ရင်ဂိတ်ကငနဲတွေရဲ့အစစ်စေးအရစ်မေးတွေခန့်ကျင် ခံရအောင်ပါ။အကြုံထောက်တဲ့ကားလေးပေါ်တက်လိုက်လာရင်မြို့ဝင်ဘိန်းကုံဆောင်ရတဲ့နောက်ထပ်တကိတ်စီရောက်လာခဲ့ပါတယ်။ဒီမလဲတောင်ဝအရာဆိုတဲ့စကားထတ်ကြားရပြန်ပါပြီ။ဂိတ်ရှိရောက်တော့ကားဆရာကညနေကကျွန်တော်900ပေးထားပြီ။၄နာရီလောက်က အခုတိုးကြိမ်နားတယ်ကားချင်းကြိုပြီးပြန်လာတာလို့ခိဆောင်ထံကိုလှမ်းပြောပါတယ်ဒီတော့ခိဆောင်ကခဏမဆိုင်ပဲချက်ချင်းတုတ်ပြန်ပါတယ်ပြေစာပြပါတယ်ဒီထိ ကားဆရာကလက်မလျှော့သေးပါဘူးသူထက်ရှင်းပြတယ်ပြေစာမပေးလိုက်ဘူးလေကျွန်တော်မညာပါဘူးအမှန်တိုင်းပြောတာကျွန်တော်တို့ခီးတယ်လေးရောက်တော့သူတို့ချင်းအခြေအတင်ပြောနေတာကိုကြည့်ပြီး ပြဿနာတက်တော့မလားတွေးပူနေမိပါတယ်ဒုက္ခပဲဆိုတဲ့အတိတ်ပဲနဲ့တယောက်ကိုတယောက်စောင့်ငဲ့ကြည့်မိသည့်အထိပါပဲနောက်တော့ကားစရာရှင်းပြတဲ့ကြိုးချောင်းကြမှုရောပြေဆောင်မပေးတဲ့သူတို့အားနဲ့ချက်ချောင်းရောသွားသွားရပြီဆိုပြီးကားကိုလွတ်ပေးလိုက်ပါတယ်ဒါပေမဲ့ကိစ္စငနဲကတော့ငွေ900မရလို့တိတ်ကျိနှပ်ပုံမပေါ်ပါဘူးအဲ့ဒီအချက်ကိုသူ့အပြောကတတ်သိခံပါတယ် ကျွန်တော်တို့တောင်းပန်ရပါကားဆရာနဲ့သူတပည့်ဟာဂိတ်ဆောင်ငနဲ့ခက်ဆက်ဆက်ပြောလိုက်တဲ့တောင်းပန်အရာဆိုတာကြီးကိုမကြည့်မချမ်းဖြစ်သွားပုံရပါတယ်ဒါကြောင့်ထင်ပါရဲ့ပါလဲกว่าတောင်းပန်ရမွေးလို့ခြင်းလို့ခြင်းနဲ့ပေါ့တဲ့ကားဆရာကပြောပါတယ်သူတပည့်ရင်ကူကလည်းစကလုံးလောက်အောင်သုံးနေသေးတယ်လို့သောပနာပြုတ်လိုက်ပါတော့တယ်